ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတံလွင့်ဌာနမှတင်တိအပ်တော်တမချန်းအစီအစဉ်များကိုအတံလွင့်ပို့ချလည်ရှိပါတယ်ရှင်။မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်။အသက်ရှင်တော်မူသောဖျားသခင်ဤနှုတ်ကပတ်တော်ကိုကျမ်းနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါတယ်ရှင်။ ီကနေ့ဖို့ဆက်လက်လေ့လာကြားနာကြရမှာကတော့ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး19ပဲဖြစ်ပါတယ်။ဒီကျမ်းကိုလေ့လာရမှာကတော့ယေရှုယူဒနဲ့အတွင်ရောက်ရှိခြင်းအကြောင်းဖျားသခင်နှစ်သက်တဲ့အိမ်တော်ရေးနီးစနစ်များလင်ကမ်းမယားကမ်းပြတ်ဆဲမှုစတဲ့ကိစ္စတွေပြီးတော့လူမှုရေးအခြေခံပြဿနာတွေအကြောင်းများအပြင်ကလေးငယ်ကလေးများနဲ့ပတ်သက်ပြီးတော့ကေတင်ရှင်ကောင်းကြီးပေးခဲ့ပုံတွေငွေရတဲ့သောတစ်သေးလူငယ်ကလေးတယောက်နဲ့တွေ့ဆုံပုံတွေအကြောင်းတွေကိုပါ ရောပြုံပြီးတော့ကြားနာကြားရမယ်သင်ခန်းစာပဲဖြစ်ပါလိမ့်မယ်မိစေတို့လာမယ့်ကောင်းကင်နိုင်ငံတော်မှာတပည့်တော်တွေအတွက်နေရာချထားပေးခြင်းအကြောင်းများလေဒီကနေ့သင်ခန်းစာမှာပါဝင်လာမှာဖြစ်တဲ့အတွက်ကြောင့်အတော်ကြီးကိုစုံလင်တဲ့ကျမ်းကစုပဲဖြစ်နေတယ်လို့ကျွန်တော်ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး19နဲ့ပတ်သက်ပြီးတော့ကြိုတင်ဖော်ပြထားနေခြင်းပါတယ်နားဆင်ကြကြရင်းနဲ့ဒီအချက်တွေကိုမြင်လာကြရမှာပါ သူရဲ့သက်တော်စင်မှာကျင်လည်ခဲ့တဲ့နည်းမြေအနေအထားတွေကိုလည်းဒီကျမ်းပိုင်းအဖြစ်အတော်အတန်မိတ်ဆွေတို့ကျွန်တော်နားလည်သဘောပေါက်နိုင်လိမ့်မယ်လို့ကျွန်တော်အောက်မေ့မိပါတယ်။ယေရှုဟာယူရပြည်နယ်တဲကိုဝင်ပြီးဆိုတာအမှန်တော့ယေရုရှလင်မြို့တော်ကြီးစီကိုဥတီလို့ပဲဖြစ်ပါတယ်။ဘာကြောင့်ယေရုရှလင်မြို့တော်စီကိုဥတီနေတာလဲ။ကားတိုင်းတော်ပေါ်မှာသူအဖက်တော်ကိုစွန့်ဖို့အတွက်ပါ။ရှမာသဲခရစ်ဝင်ကျမ်းအခန်းကြီး၁၉အငယ်၁ ထိုဒေသနာကိုယေရှုသည်အကုန်အစင်ဟောတော်မူပြီးလျှင်ဂါလိလဲပြည်မှ ပြောင်း၍ယုဒပြည်စွန်ယော်ဒန်မြစ်တစ်ဖက်သို့ကြွတော်မူ၏အခန်းကြီး16 18 18တို့မှကြားနာခဲ့ရတဲ့ဒေသနာတွေကိုအကုန်အစင်ဟောပြီးပြီဆိုတဲ့အသေးပဲပါဒါကြောင့်မို့လို့နေရာဆက်ပြီးတော့ရွှေ့တယ်တောင်ဘက်ဒီဘပန်းတိုင်ကတော့ယေရုရှလင်မြို့တော်ကြီးအခုယုဒနေဇတ်ဆိုတဲ့အခါကျတော့ ယော်ဒန်မြေအရှိပဲတန်းကြီးဒေဝတနေရာပေါ့ဖိလိပ္ပုကဲသရီဆိုတဲ့ဒေဝမှာကလေးကသူတော့တေးရတော့မယ်ဆရာကကြိုတင်ကြီးညာခဲ့ပြီးပါပြီဂါလိလဲနေမှာအမှုတော်ကိုဆောင်ခဲ့ပြီပင်လေကမ်းရိုးတန်းတွေမှာလှည့်လေခဲ့ပြီးပြီဂါဒရဆိုတဲ့နေတဲကိုဝင်ရောက်ခဲ့ပြီးပြီအခုရောက်နေတာကတော့ယူရနေဒါကူယူရပြီလို့ပဲကျမ်းစာမှာတုံထားခြင်းပါ လူများအပေါင်းတို့သည်နောက်တော်သူလိုက်ကြပြီးကြည်၍ ထိုအရက်၌အနာယောဂများကိုရင်းစေတော်မူ၏ဒါကအငဲနှစ်မှာတွေ့ရတဲ့စကားလူများအပေါင်းတို့ဆရာရေ အနာများကိုငြင်းစေတယ်ဆရာရေဒီအချက်နှစ်ခုကို အာယုံပြုစေခြင်းပါလေကျွန်တော်လည်းအမြဲအာယုံပြုနေတဲ့အရာပါခရစ်တော်ရဲ့ဘုံတကူတော်ကိုထင်ရှားပေါ်လွင်စေတဲ့စကားတွေမှုမျက်နှိုးစရာအလွန်ကောင်းလှတဲ့အပိုင်းအခြားပဲလို့ကျွန်တော်ခံယူမိပါတယ်လူတစ်ယောက်စနှစ်ယောက်စမဟုတ်ပါဘူး သုံးယောက်လေးယောက်မဟုတ်ပါဘူးများစွာသော လူတို့၏ဝေဒနာတွေကိုသူငြင်းစီခဲ့ခြင်းပါလက်ထက်ချင်းနှင့်ပွာရှင်းပြက်စဲခြင်းဆိုတဲ့ကောင်းစဉ်အောက်မှာဆက်လက်လည်လာကြည့်ကြပါစို့အခုအချိန်မှာဆိုရင်ဂျူးဘာသာရေးဝါဒီကြီးတွေပေါက်ချလာပြီးတော့ခရစ်တော်ကိုအိမ်တောင်ရေးနဲ့ပတ်သက်တဲ့ဥပဒေများအပေါ်မှာထားတဲ့အမြင်ကိုစုံစမ်းပါတော့မယ်သွေးလို့စမ်းတဲ့သဘောပေါ့ ကက်တင်ရှင်သခင်ခရစ်တော်ကတော့ဘုရားသခင်နှစ်ချိုက်ပြီးတော့စံပြုတ်ထားတဲ့အခြေခံလူမှုရေးသဘောတရားတွေကိုထုတ်ဖော်ကြီးညာပေးရတော့မှာဖြစ်ပါလေ။ရှမာသဲခရစ်ဝင်ကျမ်းအခန်းကြီး19အငယ်3ပါရိရှဲရူဒီအထံတော်သို့လာ၍လူသည်ခတ်သိမ်းသောအပြစ်ကြောင့်မိမိမယားနှင့်ကြွာအပ်သလိုဟုစုံစမ်းနှောက်ရှက်ခြင်းဟာမေးလျှောက်ကြတော့တဲ့။ပါရိရှဲဆိုတဲ့တည်သည်အစွန်းရောက်သမားတွေကအခုလိုမေးလိုက်တာဟာမောရှေဥပရိသအပေါ်မှာ ကေတီရှင်ဘယ်လူများဆန့်ကျင်မလဲဆိုတာကိုသိကျင်တဲ့အတွက်ကြောင့်နောက်ထပ်ထောင်ကျောက်တစ်ခုဆင်လိုက်တာနဲ့အတူတူပါပဲဒီမိကွန်းဟာခရစ်တော်အချိန်ကာလမိကွန်းဖြစ်တယ်လို့မျက်မှောက်ခေတ်ကာလအတွက်လည်းအလွန်အရေးကြီးတဲ့မိကွန်းတစ်ခုဖြစ်နေတယ်လို့ကျွန်တော်ခံယူပါတယ်ဟုတ်ပါတယ်မိတ်ဆွေအပေါင်းတို့ကျွန်တော်ဘာသာရေးအမြင်နဲ့ဆင်ကျင်ကြည့်ကြရအောင် အမှန်တော့လူလောကနဲ့အစဉ်ပြေစွာရှင်သန်နေထိုင်နိုင်ရေးအတွက်အဖဖခင်သခင်ဟာ လူသားတို့ဘောင်ကိုမပြည့်စုံပြည့်စုံအောင်လို့ပြင်ဆင်ပေးခဲ့ပါတယ်။ဥပမာပြောရမယ်ဆိုရင်အိမ်တောင်ပြုတ်တယ်ဆိုတာဟာဘဝလုံခြုံမှုတစ်ခုအတွက်မရှိမဖြစ်လိုအပ်တဲ့အရာပဲလို့ဆိုနိုင်ပါတယ်။ဟုတ်ပါတယ်။ယောက်ျားလေးဘက်ကပဲကြည့်မလား။မိန်းကလေးဘက်ကပဲကြည့်မလားဒီအတိုင်းပဲပေါ့။ဒါလူသားတိုင်းကိုဖျားသခင်ပေးအပ်တဲ့ကောင်းကြီးတစ်ခုပါ။အဲ့ဒီပုံစံအတိုင်းတိုင်းပြည်တစ်ခုလူအဖွဲ့အစည်းတစ်ခုအတွက်လေတရားစီရင်ရေးအာဏာဆိုတာကို အဖဖျားသခင်ဟာဆက်လက်ချထားပြီးပါတယ်။ဒီအာနာနဲ့ဒီတိုင်းကြီးဒီလူမျိုးတို့ကိုလုံခြုံစေခြင်းပဲဖြစ်ပါတယ်။နောက်ပြတခါလူတယောက်စီအတွက်ကောအနာယူခွင့်ဆိုတဲ့အခွင့်အရေးကို ပေးပြန်တာပဲမဟုတ်ဘူးလား။အမဲမပြတ်ဒလဆက်မပင်မန်းစေရပါဘူး။ဥပုံနေဆိုတဲ့နေ့မှာညင်ဝတ်စွာအနာယူစေခြင်းနဲ့ဆိုတာကိုကျွန်တော်တို့ကိုအဖဖျားသခင်ကိုတော်တိုင်အခွင့်ပေးထားတာလို့ကျွန်တော်လေးနဲ့စွာခံယူထားပါတယ်။ ဒါတွေကအထွေထွေပိုင်းတွေကိုသာပြောတာပါနော်အခြေခံသဘောလောက်ကိုသာကျွန်တော်တင်ပြနေခြင်းပါအခုတဆင့်တက်စဉ်းစားဖို့ကတော့သူ့ရဲ့ယုံကြည်သူသူရွေးကောက်တဲ့ခရိယန်ဆိုတဲ့လူအဖွဲ့အစည်းကြီးအတွက်ကောဘယ်လိုများဥပဒေစည်းမျဉ်းတွေကိုသူချထားပေးခဲ့တလေဆရာကထပ်မံစဉ်းစားရန်အတွက်ပဲဖြစ်ပါလေအခုဒီနေရာမှာပါရီရှဲတွေနဲ့ကက်တီရှင်ပတင်ခရစ်တော်နဲ့ရင်ဆိုင်ရတော့မှာပေါ်ပေါက်လာတဲ့မိကွန်းကတော့ ဂျူးလူမျိုးတို့ရဲ့လူနေမှုစနစ်မှာအများကြီးအခြေခံတယ်လို့ဖော်ပြနိုင်ပါလိမ့်မယ်။ဒါပေမဲ့ဒါကိုပဲအဲ့ဒီနိုင်ငံတစ်ခုတည်းရဲ့ပုံစံတစ်ခုအတွင်းမှာပဲဘောင်ကန့်တက်ပြီးတော့ကျွန်တော်ကစဉ်းစားဖို့မသင့်ပါဘူး။စဉ်းစားလို့လည်းမရနိုင်ပါဘူး။ဟုတ်ပါတယ်။ဘာဖြစ်လို့ဆိုတော့ဒါဟာကမာကျန်းစာမှာပါနေသောအချက်ဖြစ်နေတယ်။ဒါကြောင့်မလို့အခုခေတ်ကာလကျွန်တော်တို့ဆိုတဲ့ခရစ်တော်ကိုလက်ခံယုံကြည်သူတို့ရဲ့ဘဝတည်းအထိဆွဲသွင်းပြီးတော့စဉ်းစားတင်လာပါတယ်။ ဒါမှလည်းပြေဝစုံလင်တဲ့အ내အတိတ်ပဲကိုဖော်ကျူးနိုင်မှာဖြစ်ပါလေခပိန်းသောအပြစ်ကြောင့်မိမိမယားနှင့်ကြွားအပ်သလိုတဲ့အဲ့ဒီတော့ခရစ်တော်ကစတင်ပြီးတော့အပြည့်ပေးလိုက်ပါပြီရှမသက်ခရစ်ဝင်ကျမ်းအခန်းကြီး19အငယ်၄မှာဖြစ်ပါလေကိုတော်ကအစအဦး၌ဖန်ဆင်းတော်မူသောသူသည်ယောက်ျားနှင့်မိန်းမနှစ်ယောက်ကြီးကိုဖန်ဆင်းတော်မူ၏ ကဘာဦးအတိတ်ကိုကိုတော့ပြန်ပြီးတော့အစကောက်ဖော်ပြပေးလိုက်ခြင်းလို့ကျွန်တော်ခံယူပါတယ်။အဲ့ဒီအတိတ်ကာလအာဒံနဲ့ဧဝဒီဟူသောကြားနဲ့မနှစ်ဦးသားတို့ဤအိမ်တောင်ပြုခြင်းအမြင်ကိုပြန်လဲအစကောက်လိုက်ခြင်းလို့ယူနိုင်ပါလိမ့်မယ်။မောရှိခေဥပရိသကလင်မယားကွာရှင်းခွင့်ကိုအတော်ကလေးတွင်တွင်ကြဲကြဲခွင့်ပြုလာတာကိုတွေ့နိုင်ပါတယ်။ကြိုက်လို့ယူတယ်။တနေ့နေ့တစ်ချိန်ရင်ကျတော့ဒီမိမဟာသူ့မျက်စိအမြင်မှာမလှတော့ဘူးအထမကြတော့ဘူး။ ူမစီမမတန့်ရှင်းမှုတွေရှိလာတယ်စိတ်တိုင်းမကြစရာတွေပေါ်လာတယ်အဲ့ဒီလိုများဖြစ်ဒီလာရင်ကွာရှင်းမဲ့အကြောင်းဖြတ်စာကိုရေးအဲ့ဒီမိမလက်ထဲကိုထည့်ပြီးတော့အိမ်ပေါ်ကဆင်းသွာခိုင်းလိုက်ရုံနဲ့ပြီးတယ်ဆိုတဲ့ဥပဒေမျိုးဖြစ်ခဲ့တယ်ဆိုတာကိုရေပုံရအားဖြင့်ကျွန်တော်တို့သိမြင်ခဲ့ရပါပြီမောရှေဥပဒေမှာအတိုင်းဆိုရင်လင်မယားကွာရှင်းတာဟာတကြွန်းတနိုင်ငံလားသို့မဟုတ်တနိုင်ငံသူတယောက်ကိုလက်ထက်တာလောက်တောင်မှမဆိုးဘူးဆိုတဲ့အဆင့်မှာရှိခဲ့ပါတယ် ဥပမာပြောရရင်ဂျူးတရားဟောဆရာတယောက်ရဲ့သမီးဟာတိုင်းတစ်ပါးကဂျူးမဟုတ်တဲ့လူတယောက်ကိုယူမိပြီးရှိတော့ဣသရေလနိုင်ငံနဲ့ဘာစုဘာမှမဆိုင်တော့တဲ့ဘဝဂျူးလူမျိုးမဟုတ်တော့တဲ့ဘဝကိုရောက်သွားရပါတယ်။ဒါပေမဲ့ကမိုင်းနှစ်ပေါင်းတည်မြောင်များစွာလွန်လာတော့မောရှိဥပရိသဟာအတိတ်ပဲမဲ့ပြီးတော့လာပါတယ်။လင်မယားကွာရှင်ခွင်းဆရာဟာမိဘမအမေသာကိုတူးတဲ့ကိစ္စလောက်နေတော့မှအကြောင်းပြပြီးတော့လုံနိုင်တဲ့အခြေအနေတိဆက်ရောက်လာပါတယ်။ ဒါကြောင့်လဲခရစ်တော်ကာလမှာဒီကွာရှင်ခွင့်ပြင့်မပြင့်ညှတာမှုရှိမရှိစတဲ့ပြဿနာတွေဟာကြီးထွားနေခြင်းဖြစ်ရပါလိမ့်မယ်။ရှမာသဲခရစ်ဝင်ကျမ်းအခန်းကြီး19အငယ်9နှင့်6ကြားနေမှာနှစ်ယောက်တည်းကိုဖန်ဆင်းခဲ့တယ်လို့အဖြေပြုခဲ့တဲ့ကိုရရှင်ဘယ်လိုဆက်လိုက်ပါကလေးဆက်ပြီးတော့နาศင်ကြည့်ကြပါ ထိုအကြောင်းကြောင့်ယောက်ျားပြီးကိုမိဘကိုစွန့်၍ကိုခင်ပွန်းကိုမှီဝဲသဖြင့်ထိုသူနှစ်ယောက်တို့သည်တပါးတကူသည်ဖြစ်ရလိမ့်မည်ဟု ျမ်းဆိုသည်ကိုသင်တို့မဖတ်ဘူးသလားထို့ကြောင့်လင်မယားတို့သည်နှစ်ဦးမဟုတ်တဦးသည်ဖြစ်၏ဘုရားသခင် ဖက်ဆက်၍တဘိုးတင်သောအရာကို လူမခွဲမခွာစေနှင့်ဟုမိန့်တော်မူ၏မိတ်ဆွေတို့တဟအဖဖျားသခင်ကိုတော်တိုင်ကယောက်ျားမိန်းမတို့ကိုဖန်ဆင်းစားမှာတည်းကချမှတ်ခဲ့တဲ့လမ်းစဉ်အဲ့ဒီအချိန်မှာလူသတ္တဝါမှာအပြစ်မကျရောက်ခဲ့သေးပါဘူးအဖဖျားသခင်ရဲ့ဘုန်းတော်ကိုဝင်စားခွင့်အပြည့်အဝရှိနေတဲ့အချိန်ဖြစ်ပါတယ် လင်မယားကွာရှင်းခွင့်ဆိုရကိုအဲ့ဒီမူရင်းတည်းမှာအဖဖျားသခင်အရှင်းမချမှတ်ခဲ့ပါဘူးကွာရှင်းခွင့်မပါဝင်ခဲ့ပြီပါဘူးအဲ့ဒီလိုနဲ့တဲ့လူသမိုင်းမှာလူအဖွဲ့အစည်းဟာအပြည့်ဆိုတာလေပေါ်ထွန်းလာရောဖျားသခင်လုံးဝမချမှတ်ခဲ့တဲ့ရှင်ကွဲခွဲခွာကြရခြင်းဆိုတဲ့လမ်းကြောင်းကြီးဟာအပြစ်တရားနဲ့အတူကြောပြီးတော့ကန့်လန့်ကန့်လန့်ပါလာပါလိမ့်ရောဘသူဘလောက်ညင်းညင်းလင်မယားကွာရှင်းမှုဆိုတာဟာ အပြစ်တစ်ခုခုရဲ့လက်ချက်ကတော့အပြစ်ချပဲဖြစ်ပါလေအဲ့ဒီတစ်ခုခုသောအပြစ်ဟာကွာရှင်းပြတ်ဆဲရခြင်းဒီဟုသော ကလကာရဲ့နောက်မှာရှိကိုရှိရလိမ့်မယ်ဒါကိုခရစ်တော်ကပြည့်စုံညွတ်နိုင်ဖို့ရန်အတွက်ပမိုင်းဥကိုပြန်ပြီးတော့ပြောလိုက်တာပါ အငယ်ခုနှစ်မှာကျတော့ပါရီရှဲတို့ရဲ့စောရကကိုဆက်ပြီးတော့ကြားရပါတယ်ပါရီရှဲတို့ကလည်းထိုသောမှန်လျင်ဖြက်စာကို ပေး၍မယားနှင့်ကြွားစီခြင်းဟာ မောရှိသည် အပေကြောင့်စီရင်သနည်းဟုလျှောက်ကြတော်တဲ့ရှင်းနေပါတယ်နော်ကက်တင်ရှင်သခင်ခရစ်တော်ကိုဘေးကျက်နန်းကျက်တွေ့အောင်ထောင်ကျောက်ထဲမှာဆင်းတဲ့သဘောအကွက်ဆင်းတဲ့သဘောပါရီရှဲတွေဝိုင်းပြီးတော့လုံနေကြပါပြီသူတို့ရဲ့မိကုံးဟာတရားဟောရာကျမ်းအခန်းကြီး24အငယ်1မှ4အတွင်ဖတ်ကြည့်မယ်ဆိုရင်အလွန်အလွန်ပြည်ပြင်းတဲ့အထောက်အထားခိုင်လုံတဲ့မိကုံးစရာကိုကျွန်တော်မြင်နိုင်ပါတယ်ဖတ်ပြီးတော့ကြည်ကြစည်းခြင်းပါတယ် ဘာကြောင့်မောရှိကဒီဥပဒေကိုပြုခဲ့ပါသလဲတဲ့အခုသူတို့မေးကြပြီကက်တီရှင်သခင်ရဲ့အဖြေကတော့ရှင်မာသဲခရစ်ဝင်ကျမ်းအခန်းကြီး19အငယ်၈ကအဖြေပဲဖြစ်ပါတယ်ကိုတော်ကသင်တို့စိတ်နှလုံးခိုင်မာသောကြောင့်မယားနှင့်ကြွာရသောအခွင့်ကိုမောရှိစီရင်၏အစအဦး၌ထိုသို့မဟုတ်ပြက်ပြက်သားသားပါပဲနော်သင်တို့စိတ်နှလုံးခိုင်မာသောကြောင့် အခုလိုမရှိခဲ့တဲ့ဥပဒေဟာရှိလာရတယ်တည်လာရတယ်ကိုဆိုလိုခြင်းပဲအကျွင်းမဲ့မှန်ကန်တဲ့အဖြစ်သမာသမတ်ရှိလာတဲ့အဖြစ်ပြီးပြည့်စုံတဲ့အဖြစ်လို့ဆိုလိုက်ပြရစီ မိษွေတို့တီဗီချီယာစဉ်းစားကြည့်ပါဖိုနဲ့မတို့စတင်စုံစည်းတယ်ချစ်ကြတယ်လက်ထပ်ယူကြတယ်တဟအင်မတန်နူးညံ့သိမ်မွေ့ပြီးတော့သမိုင်းအစဉ်အဆက်တပ်ပါတဲ့မြစ်တာပွဲတွေမယိုးနိုင်တဲ့လင်္ကာစာပေတွေနဲ့ထုံမွှန်းခြင်းခံရတဲ့သဘာဝပေါင်းစည်းမှုပြပဲဖြစ်ပါတယ် ဒီတဲ့ချိုသားတဲ့စိတ်အစင်မှာဆွဲမဲ့เสียကောင်းတဲ့အရာရဲ့လို့လူရပါမှာမရှိနိုင်ပါဘူးဒါကိုဂရဝါသကိစ္စများများလူတို့ဘောင်းမှာအိမ်တောင်တီထောင်ဘူးသူတိုင်းသိပါတယ်သိလို့မရှောင်နိုင်လို့မလွန်ဆန်းနိုင်လို့လည်းအိမ်တောင်တီပြီးဆောက်နေကြတာပါလက်ထက်ချင်းဆရာဟာဘလောက်ထိဂုဏ်ရှိပါကလေးခရစ်တော်နဲ့အသင်းတော်ရဲ့ဆက်ဆက်ချင်းကိုတောင်းမှလက်ထက်ချင်းတစ်ခုအဖြစ်ဓမ္မတရားအမြင်မှာဖော်ကျူထားရပါတယ်အေး အဲ့ဒီအချစ်ရဲ့ကြဆုံးကန်းလေရောက်ပြီးတော့ခါးပြီးတဲ့ခန်းစားချက်တွေစိတ်နှလုံးမာကျော်ကြစ်လင့်မှုတွေဟာတန်းစီပြီးတော့ဝင်လာရတော့တာပါပဲအကုန်လုံးအဲ့ဒီချိန်မှာဖွယ်သွားပြီစောစောကပြောခဲ့တဲ့မေတ္တာပွဲတွေလင်္ကာကာယံတွေအကုန်ပျောက်သွားပြီအနုရပါတွေကွယ်သွားပြီအချစ်မျက်ကလေးတွေဟာအပြည့်ဆိုတဲ့လောက်စလုံးတန်နဲ့အတောင်ပံကျိုးကုန်ပြီမင်္ဂလာဆောင်နှင်းခြင်းရဲ့နေရာကနေပြီးတော့အမင်္ဂလာသတင်းစိုးတွေကြီးဝိုင်းဝိုင်းလေလာကြရပြီ ဘလောက်ကြီးစိတ်ထိကြိုက်စရာကောင်းပါသလဲကျွန်တော်ရေးရဲကြီးဒီအပိုင်းမှာပြောချင်ပါ रे မင်္ဂလာဆောင်တာဟာဘယ်မှာဆောင်ကြပါသလဲကောင်းကင်ဘုံမှာဆောင်ခြင်းလားငရဲဘုံမှာဆောင်ခြင်းလားအဖဖျားသခင်ရဲ့ရှေ့တော်မှာဆောင်ခြင်းလားစာရမဏတ်ရဲ့ရှေ့မှာဆောင်ခြင်းလားအဲ့ဒီနေရာနှစ်နေရာကလွဲလို့တခြားဘယ်မှာမှဆောင်လို့မရနိုင်ပါဘူးဂရိသစ္စာတွေဘယ်မှာပြုခဲ့ကြပါသလဲကောင်းကင်ဘုံမှာပြုခြင်းလားငရဲမှာပြုခြင်းလား တခြားဘယ်နေရာမှာမှ ပြုလို့မရနိုင်ပါဘူးတခုခုသောလမ်းကိုတော့ကျွန်တော်တို့ရွေးကိုရွေးရလိမ့်မယ်တနေရာရာကိုရွေးကိုရွေးရလိမ့်မယ်အဲ့ဒီလိုအရွေးမတက်လို့နေရာတွေမှားပြီးတော့ဆောင်ခဲ့တဲ့မင်္ဂလာများဆိုရင်တော့စကလေးကဆိုခဲ့တဲ့တစ္ဆာတွေဟာလိမ်လည်မှုတွေခံဆောင်မှုတွေအသွေးအဖားတွေကဖြစ်နေပြီဒါကိုကျွန်တော်တို့မမြင်နဲ့အခုခရီးယာမိသားစုတွေဟာလည်းကဘာနဲ့အဖွမ်းဒီလိုပဲဖြစ်နေပြီအနောက်တိုင်းနိုင်ငံတွေမှာဖောက်ပြန်ခြင်းတိုင်းဖောက်ပြန်နေပြီ စရာတွေကိုကျွန်တော်ယဉ်တုမနာပွဲကောင်းလောက်အောင်ကြားရပါတယ်။ဒါဟာအဖဖခင်ပခင်ပေးအပ်ထားသောမေတ္တာမန္တန်ဒီရင်လဲပြူလဲကြကုန်ရခြင်းပါ။အဲ့ဒီလိုစိတ်နှလုံးခိုင်မာကုန်လို့ဒီအခွင့်ကို မောရှိစီရင်ပေးခဲ့ရတယ်။အဖဖခင်ချထားပေးခဲ့ရတယ်။မူလဖန်ဆင်းခြင်းမှာဒီအမှုရှိကိုမရှိဘူး။ဒီအချက်ကို ခရစ်တော်အခိုင်အမာအပြည့်ပေးလိုက်ပါတယ်။ရှင်မာဖဲခရစ်ဝင်ကျမ်းအခန်းကြီး၁၉အငယ်၉ ငါပြည့်ညက်ပြီကားမှားယွင်းခြင်းအကြောင်းမှတပါအခြားသောအကြောင်းဖြင့်မိမိမယားနှင့်ကြွား၍အခြားသောမိမနှင့်ဆုံဖက်သောသူသည်မိမိမယားကိုပြစ်မှား၏ကြွားသောမိမနှင့်ဆုံဖက်သောသူသည်လည်းသူမယားကိုပြစ်မှားသည်ဟုမိန့်တော်မူ၏မှားယွင်းခြင်းအကြောင်းဆိုတာအင်္ဂလိပ်ဝေါ်ဟာရအရဖောက်ပြန်ခြင်းကိုဆိုလိုခြင်းပဲဖြစ်ပါတယ် ်ယေရှုကမှားယွင်းခြင်းအကြောင်းမှတပါလို့ဆိုထားတဲ့အတွက်ကြောင့်ဖောက်ပြန်ခြင်းဆရာဟာလင်မယားကွာရှင်းခွင့်ရဲ့အကြောင်းတရဖြစ်လာရပါတယ်။တနည်းဖောက်ပြန်ခြင်းအပြစ်ရှိရင်ကွာရှင်းနိုင်ပါတယ်။ဒါပါပဲ။ဒီတော့တခြားအပြစ်တွေရှိရင်ကိုဘယ်နဲ့လဲ။မကွာရမရှင်းရဘူးလားဆရာတွေကဆက်ပြီးတော့မေးခွန်းထုတ်လာနိုင်ပါတယ်။အရန်ညှင်းစေတာတို့ဘာသာအယူအဆမတူလို့ပြက်တနာတွေတက်ကြတာတို့ကြောင့်ကွာရှင်းရတယ်ဒါဘယ်နဲ့လုံမလဲစသဖြင့် အမျိုးမျိုးသောရကပြန်နိုင်ပါလေအခုသင်သိရသောသမာကျမ်းပရိသတ်ဒီတဲမှာလေအဲ့ဒီလိုလူစုမျိုးတွေပါမှတ်ပြကြပါလေအဲ့ဒီလိုအတွေးအခေါ်မျိုးတွေလေကျွန်တော်အခုဟောပြောနေတဲ့အချိန်မှာစဉ်းစားကြမှာတွေးကြခေါ်ကြမှာ၄ရှိနေမှာလေအသေးချာပဲဖြစ်ပါလေကျွန်တော်ပြောခဲ့ပြီးပါပြီနော်စကရေကဒီမင်္ဂလာဘယ်မှာဆောင်ခဲ့ကြတယ်လေကောင်းကျင်ဘုံမှာလားငရဲဘုံမှာလားအဖဖခင်ရဲ့ရှေ့တော်မှာလားစာရမဏတ်ရှိမှာလားမိတ်ဆွေတို့ အဲ့ဒီမိမိတို့မင်္ဂလာဆောင်ခဲ့တဲ့နေရာအပေါ်မှာအကျွဲ့မဲ့မူတည်ပြီးတော့စိုက်တဲ့အတိုင်းရိတ်ကြရပါလိမ့်မယ်။ကိစ္စများမြောင်လူတို့ပေါင်းတဲ့စိုးစကားရှိပါလေ။အဲ့ဒီအိမ်တောင်ကြီးပြတနာတွေနဲ့တမန်တော်ကြီးရှင်ပေါ်လူရဲ့အမြင်ကိုလေးလာသုံးသပ်ထိုက်လာပါလေ။လေးလာခြင်းနဲ့ဆိုရင်ကောရိန္သုဩဝါဒစာပထမစာဆောင်အခန်းကြီး9မှာအသေးစိတ်ဖတ်ကြည့်နိုင်ကြပါလေ။တခါလုံးအဲ့ဒီအကြောင်းတွေကြီးအပြည့်ရှင်းပြထားတာကိုကျွန်တော်တို့တွေ့ရပါလိမ့်မယ်။ခရစ်တော်ကတော့ဖောက်ပြန်ခြင်းမှတပါး ွာရှင်းခြင်းအခွင့်ကိုမထောက်ခံပါဘူးပြက်ပြက်သားသားပဲပေါ်ပြပါလေလင်းဖြစ်စေမရဖြစ်စေမဖောက်ပြန်ပဲနဲ့ကွာရှင်းခွင့်မရှိ အခြားကိစ္စအကြောင်းပြပြီးကွာရင်ပြင်းမာခြင်းဖြစ်တယ်လို့သတ်မှတ်လိုက်ပါလေဘာကြီးပြောပြောဒီသမာကျမ်းရဲ့အနှစ်ချုပ်ကတော့ကွာရှင်းခြင်းဆိုရဟာအပြစ်ကနေဆင်းသက်တဲ့အမွေတစ်ခုဖြစ်နေတာကိုဖော်ပြထားပါလေထောက်ပြန်ခြင်းဆိုရကိုယ်တိုင်ဟာအပြစ်ရဲ့အမွေစုအဲ့ဒီအပြစ်ကြောင့်စိတ်နှလုံးတွင်မှထောက်ပြန်မာကျော်ကြစ်လိပြီးတော့ မောရှိကဥပဒေနဲ့ခွင့်ပြုပေးလိုက်ရတဲ့အဖြစ်လူမှုရေးအပြောင်းအလဲကြီးဖြစ်ပေါ်လာရတယ်ဆရာကနှုတ်ကပတ်တော်ဟာမိမောင်းထိုးပေါ်ပြလိုက်ကြောင်းပါဖျားသခင်ရဲ့မူရင်းစိတ်နှလုံးတော်ထဲမှာဆန္ဒတော်ထဲမှာကတော့ရောင်လို့တောင်းမှမရှိဘူးခဲ့တဲ့အရာဒါကိုလူကမိုင်းဟာစာရန်နဲ့ပေါင်းပြီးတော့ကြောက်အောင်ဝေးယူခဲ့လို့ဒီလိုပြဿနာကြီးဖြစ်လာရခြင်းပဲမိတ်ဆွေတို့အဲ့ဒီအပြည့်အမွေဟာတိုးတက်ပါတယ်ဆိုတဲ့ဒီကနေ့လူပေါင်းတရက်လုံးမှာပုတ်လို့ဩ ုံတို့ကြော်ဆိုလို့ဖြစ်နေပြီးတော့ကပအတိကေကအိမ်တောင်ကြီးတွေပေါ်အထိတက်ပြီးမှွေနေပြီဆိုတာကိုမိတ်ဆွေတို့အားလုံးတွေ့နေရပြီမဟုတ်ဘူးလားလူကြားမကောင်းသူကြားမကောင်းပြဿနာတွေအများမများဖြစ်နေပြီလေနားနဲ့မနာဖွားနဲ့နာဆိုတဲ့ပြဿနာမျိုးတွေဟာကျွန်တော်ကပစာနယ်ဇင်းတွေမှာအမျိုးမျိုးကြားနာနေရပါပြီဘယ်လိုပဲဖြစ်ဖြစ်အပြစ်ကပလောကအတွက်ကွာရှင်းခွင့်ကိုချပစ်လိုက်တယ်မိစိမ်ပြလိုက်တယ်ဆိုတာဟာလေ လက်ဦးဆုံးကျွန်တော်ပြောခဲ့ကဘာမှာလူတွေအစဉ်ပြေပြေရှင်သန်နေထိုင်နိုင်ရေးအတွက်ဖျားပြုတ်ပြင်းပေးလိုက်တဲ့အချက်ငယ်တစ်ခုလို့ယူဆမယ်ဆိုရင် ကောင်းကောင်းခံယူနိုင်တယ်လို့ကျွန်တော်တွေးမိပါတယ်။ကွာရှင်းခွင့်အဖြစ်အပြစ်မရှိတဲ့မိန်းမသို့မဟုတ်ယောက်ျားရဲ့ဘက်မှာနောက်ထပ်အိမ်တောင်ထူခွင့်ရှိလာတယ်ဆိုတာကိုပါဖော်ပြလိုက်ပါတယ်။ဒါဟာလည်းလူအဖွဲ့အစည်းမှာဆက်လက်ပြီးတော့တင့်တောင်တင့်တယ်နေထိုင်နိုင်ခွင့်ကိုအဖဖျားသခင်ပေးလိုက်ခြင်း။ ပါကြီးပျော့ပျော့အဆုံးသတ်ကြတော့အပြည့်အကြောင်းပေါ်လာရတဲ့ကိစ္စစာရမဏတ်ကြောင့်ဖြစ်ပေါ်လာရတဲ့အရာဒါကိုရှောင်ကြဉ်ရင်အဖဖျားသခင်ရဲ့ရှေ့တော်မှောက်မှာသာမင်္ဂလာဆောင်ကြ။ကောင်းကင်ဘုံမှာသာမင်္ဂလာဆောင်ကြ။ဒါပဲရှိပါလေ။တပည့်တော်တို့ကလည်းလင်မယားအမှုသည်ဤသို့ဖြစ်ရင်စုံဖက်ချင်းကိုမပြုတ်ကောင်းပါဟုရှောက်ကြ၏။ဒါကရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး၁၉အငယ်၁၀မှာတွေ့ရတဲ့အချက်ဖြစ်ပါလေ။ အငယ်7မှာကျတော့ခရစ်တော်ရဲ့အဖြေကတော့ကိုတော်ကလည်းထိုစကားကို လူတိုင်းမခံမယူနိုင် အခွင့်ရသောသူတို့သာခံယူနိုင်ကြ၏နောက်ထပ်ဆက်လက်ဖော်ပြတာကတော့အရေးကြီးလာပါ रे အငယ်7အရာဖြစ်ပါ रे လူအချို့တို့သည် အမိဝန်းတွင်းကပင် မိမရှာ ဖြစ်ကြ၏အချို့တို့သည်သူတစ်ပါးဆုံးမ၍မိမရှာဖြစ်ကြ၏အချို့တို့သည်ကောင်းကင်နိုင်ငံတော်အဖို့အလို့ဟံမိမိကိုယ်ကိုဆုံးမ၍မိမရှာဖြစ်ကြ၏ ထိုစကားကိုခံယူနိုင်သောသူသည်ခံယူစေဟုမိန့်တော်မူ၏မိန့်မရှာဆရာဟာဒီနေရာမှာအင်္ဂလိပ်ဝေါ်ဟာရအရာ unit ဆိုတဲ့ဝေါ်ဟာရဖြစ်ပါလေတချို့ဟာမွေးရပါဖြစ်ပြီးတော့တချို့ကျတော့လေလူလူချင်းနှိတ်ကွတ်တဲ့သဘောနဲ့အလုတ်ခံရတာတွေရှိတယ်။အာယုံပြုတ်ဖို့အချက်ကတော့ကိုကိုကိုချိုးနှိမ်ပြစ်လိုက်တဲ့လူတွေရဲ့အကြောင်းပဲဖြစ်ပါလေ။ဖျားတရားအတွက်လုံးဝဆက်ကပ်မယ်ဆိုပြီးတော့ချိုးနှိမ်ပြစ်လိုက်တာကိုဆိုလိုခြင်းဖြစ်နေပါလေ။ ဒီအချိန်နဲ့ပတ်သက်ပြီးတော့ဂိုင်းကနအချို့မှာအငင်းပွားနေတာဒီကိုကျွန်တော်တို့ကြားနာနေရပါတယ်။ကိုတော်ကတော့ထိုစကားကိုခံယူနိုင်တော်သူခံယူစေဆိုပြီးတော့ပြောချလိုက်ပါတယ်။မိတ်ဆွေတို့အိမ်တောင်ပြုတယ်၊လိန်စိတ်ရှိတယ်။အိမ်တောင်မပြုဘူး၊လိန်စိတ်မရှိဘူး။ဒါရီကြောင့်တော့အဖဖျားသခင်ရဲ့အမှုတော်ဆောင်ခြင်း၊ယုံကြည်ခြင်း၊ဖြောက်မှတ်ခြင်းတရားတွေဟာမိမိမတော်တိုက်ခုလို့ကျွန်တော်အလေးအနက်ခံယူမိပါတယ်။ အဖဖရားသခင်ကကိုပိုင်ဆုံးဖြတ်ခွင့်ချထားပေးတယ်လို့လည်းကျွန်တော်ယူဆမိပါတယ်။ဒါကြောင့်မို့လဲအဖဖရားသခင်ပေါ်ပြခဲ့တဲ့နှုတ်ကပတ်တော်ဟာအချို့တို့သည်ကောင်းကင်နိုင်ငံတော်အဖို့အလို့ငါမိမိကိုယ်ကိုဆုံးမ၍မင်းမရှာဖြစ်ကြ၏။ထိုစကားကိုခံယူနိုင်သောသူသည်ခံယူစေဟုမိန့်တော်မူ၏တဲ့။ရှင်မဖက်ခရစ်ဝင်ကျမ်းအခန်းကြီး၁၉အငယ်၁၃မှ၁၅ ထိုအခါသူငယ်တို့အပေါ်မှာလက်တော်ကိုတင်၍မြစ်တာပို့တော်မူစေခြင်းဟာအထံတော်သို့ဆောင်ခဲ့ပြီးတည်၍တပည့်တော်တို့သည်အပြစ်တင်ကြ၏ယေရှုကလည်းထိုသူငယ်တို့ကိုရှိစေတော့ငါခံသို့လာပြီးကိုမစည်းတကြနှင့်ကောင်းကင်နိုင်ငံတော်သည်ထိုသို့သောသူတို့၏နိုင်ငံဖြစ်သည်ဟုမိန့်တော်မူ၍ထိုသူငယ်တို့အပေါ်မှာလက်တော်ကိုတင်ပြီးလျှင်ထိုအရမှကြွသွားတော်မူ၏ခလေးလေးတွေကိုခရစ်တော်ဘလောက်ချစ်တယ်ဆရာရဲ့ဥရဟာယုံပဲလို့ဆိုကြပါတယ် ကလေးလေးတွေကိုငယ်စဉ်ကတည်းကဗမာတရားလမ်းတည်းမှာကြီးပွားပါစီသူတို့ဟာယုံကြည်ခြင်းတို့မျှော်လင့်ခြင်းတို့ဆိုရက်အကြီးစားကြီးတွေကိုမသိခင်ကတည်းကအဖဖျားသခင်ကိုချစ်၍နေကြပါလိမ့်မယ်အရွယ်ရောက်ချိန်မှာမပြတ်မစီလမ်းမလွယ်ပဲခရစ်တော်ဆိုရဟာကယ်တင်ရှင်ဆိုရက်ဆုံးဖြတ်ချက်ကိုသူတို့ချထားနိုင်ကြပါစီဓမ္မဆရာကြီးတယောက်ကရေးဘူးတယ်သူသမီးလေးပတိဇံခံပြီးပေမဲ့ပတိဇံခံယူတာဟာအသက်ငယ်ချိန်ကဟုတ်လို့သမီးလေး ကဲတင်ရှင်ကိုတကယ်ချစ်ရလားဆိုတဲ့မိကုံးကို तू မကြခဏမေးလို့ရှိပါတယ်တဲ့။ဘာဖြစ်လို့လဲဆိုပြီးတော့စနေနာကြည့်တဲ့အခါကျတော့အရွယ်ရောက်ချိန်ကျမှဆုံးဖြတ်ချက်ဟာခိုင်ကနိုင်တယ်။ဒါကြောင့်သတိလဲပေးရင်သူ့ရဲ့ယုံကြည်ခြင်းအတိုင်းတာဟာလေတည်ငြိမ်မှုရှိရလားဆိုတာကိုအစဉ်ဆန်းစစ်ကြည့်နေရခြင်းပဲဆိုပြီးတော့အဖြေပြုပါတယ်တဲ့။မိတ်ဆွေတို့မိဘတိုင်းဟာပါသမီလေးတွေကိုလမ်းပေးမှကြီးပြင်းပြီးတော့အလေးအလွင့်ကလေးတွေမဖြစ်စေခြင်းဘူးဆိုရင် အဖဖျားသခင်စီကိုပို့ဆောင်ဖို့အရေးမှနှေးကွေးနေလို့ဘယ်လို့မှမဖြစ်နိုင်ဘူးလို့ကျွန်တော်လေးနဲ့စွာသတိပေးလိုက်ပြရစီမိတ်ဆွေအပေါင်းတို့စောစောတုန်းကပဲနင်မယားကွာရှင်းခြင်းအကြောင်းတွေကို ဖော်ပြခဲ့ပါတယ်နော်အခုကလေးသူငယ်လေးတွေရဲ့အကြောင်းကိုဖော်ပြလိုက်ပြီဒါဟာလေးနဲ့သောအတိတ်ပဲရှိနေပါတယ်ပညာသားအလွန်ပါနေပါတယ်ဒီကနေ့ဒီအချိန်မှာသမိုင်းဝင်လူဆိုးဖြစ်နေတဲ့လူတွေဘဝပြည့်နေရတဲ့လူတွေရဲ့80ရာခိုင်နှုန်းဟာ ပြိုကွဲပြည့်စည်နေတဲ့အိမ်တောင်တွေကဆင်းသက်လာကြတယ်ဆိုတာကိုကျွန်တော်တို့မေ့ထားလို့မရနိုင်ပါဘူးကျွန်တော်တို့ခရိယံမိသားစုတွေဟာလင်မယားချင်းတစ္ဆာပြုခဲ့တဲ့မေတ္တာကိုပြန်ပြီးအောက်မေ့ယုံသာမကကိုယ့်ကိုအဖဖျားသခင်ပေးထားတဲ့ရင်သွေးကလေးတွေရဲ့အပြစ်ကင်းမဲ့တဲ့မျက်နှာပြင်တွေကိုထောက်ထားနိုင်ဖို့ရန်အတွက်ဒီနေရာမှာကယ်တင်ရှင်သခင်ခရစ်တော်အလိုတော်ရှိတယ်လို့ကျွန်တော်အနေနဲ့အလေးအနက်တင်ပြခြင်းပါတယ်။ဒါကြောင့်မို့လို့လေလင်မယားကွာရှင်းခြင်းနဲ့မဝေးကွာတဲ့အခုအပိုင်းမှာ လူငယ်ကလေးတွေကိုခရစ်တော်ကောင်းကြီးပေးခြင်းပဲငွေရတတ်သောလူတူးနှင့်တွေ့ဆုံခြင်းဆိုတဲ့ကောင်းစဉ်နဲ့တပြပြရစီရှမသက်ခရစ်ဝင်ကျမ်းအခန်းကြီး19အငယ်16နဲ့18ထို့နောက်လူတယောက်သည်ချင်းကပ်၍ကောင်းမြတ်သောဆရာသာဝရအသက်ကိုရအံ့သောငါအကျွန်ုပ်သည်အဘယ်ကောင်းမှုကို ပြုရပန်းအံ့ညီနီးဟုလျှောက်တော်ငါကိုကောင်းမြတ်သည်ဟုအဘယ်ကြောင့်ခေါ်သနည်းဖျားသခင်တပါးသည်သာကောင်းမြတ်တော်မူ၏ အသက်ရှင်ခြင်းသို့ဝင်စားလိုသည်ပြည့်ညက်တော်တို့ကိုစောင့်ရှောက်တော်ဟုမိန့်တော်မူ၏အဲ့ဒီလူရဲ့ချင်းကပ်ပုံကလေးဟာယဉ်ကျေးသိမ်မွေ့ပါတယ်နော်သူ့ကိုယ်သူလည်းလူကောင်းသူကောင်းတယောက်အဖြစ်အထင်ခံစေခြင်းတဲ့ဟန်ပန်မျိုးလည်းရှိနေပါတယ်ခရစ်တော်ကတော့ဒီနေရာမှာဘုရားသခင်တပါးကြီးလာကောင်းမြတ်တယ်လို့ပြောလိုက်ပါတယ်ဒါဟာအကယ်၍ငါ့ကိုမင်းကောင်းမြတ်တယ်လို့မြင်တယ်ဆိုရင်ငါဟာဘုရားသခင်ကိုတော်တိုင်ပဲဆိုပြီးတော့ဆိုလိုက်ခြင်းပါ တကယ်တော့ခရစ်တော်ဟာငါဟာဘုရားသခင်ငါဟာဘုရားသခင်ရဲ့သားတော်ဆရာကိုဒီလူငယ်အကျွင့်မဲ့လက်ခံအောင်ညွှန်ကြားနေလိုက်ခြင်းပါပြီးတော့မှဆက်ပြီးတော့အပြည့်ပြလိုက်ပါတယ်ရှမာသက်ခရစ်ဝင်ကျမ်းအခန်းကြီး19အငယ်18မှ22အဘယ်ပညာတူကိုစောင့်ရှောက်ရမည်နည်းဟုလျှောက်ပြန်တော်လူအသက်ကိုမသတ်နှင့်သူမယားကိုမပြစ်မှားနှင့်သူဥစ္စာကိုမခိုးနှင့်မမှန်သောတက်တွေကိုမခံနှင့်မိဘကိုယူသည်စွာပြုလော့ ကိုနှင့်ဆက်ဆိုင်သောသူကိုကိုနှင့်အမျှချစ်တော်မူမိန်တော်မူ၏ထိုလူလင်ကလည်းထိုပြည့်ညက်ရှိသမျှတို့ကိုအကျွန်ုပ်သည်ငယ်သောအရွယ်မှစ၍ဆောင်လျှောက်ပါပြီအဘယ်အကျင့်လိုသေးသနည်းဟုလျှောက်ပြန်လေ၏ယေရှုကလည်းသင်သည်စုံမင်ခြင်းသို့ရောက်လို့ဖြင့်သွားတော့ကိုအဥ္စာများကိုရောင်း၍ဆင်းရဲသောသူများတို့အားပြေလောထိုတို့ပြည်ရင်ကောင်းကင်ဘုံဗန္တာကိုရလိမ့်မည်တို့ပြီးမှငါနောက်သို့လိုက်လောဟုမိန့်တော်မူ၏ ထိုလူလင်သည်များစွာသောဥစ္စာကိုရရတော်သူဖြစ်၍ထိုစကားကိုကြားလျင်စိတ်မသာသည်နှင့်ပွားလိမ့်၏မိတ်ဆွေတို့ကြွယ်ဝချမ်းသာခြင်းဆိုတာတစ်ခုတည်းနဲ့ဘဝဟာပြည့်ပြည့်စုံတယ်လို့များရောင်လို့မထင်မှတ်ကြပါနဲ့နော်သူဟာအလွန်အရေးကြီးတဲ့လိုအပ်ချက်တစ်ခုဆိုတာကိုကျွန်တော်မငင်းပါဘူးဒါပေမဲ့အဲ့ဒီလိုအပ်ချက်ဟာအတိုင်းအဆကြီးမားလာရင် ကားတိုင်းတော်လမ်းကနေတွေ့ဖီပွားစီတတ်ပါလေ ဒါကိုအခုကေတင်ရှင်ဖော်ပြပေးလိုက်ပါတယ်။ရှမာသက်ခရစ်ဝင်ကျမ်းအခန်းကြီး19အငယ်23နဲ့24ငါအမှန်ဆိုသည်ကားငွေရတတ်သောသူသည်ကောင်းကင်နိုင်ငံတော်သို့ဝင်ခဲ့လာ၏။တပန်းငါဆိုသည်ကားကလောသည်နှဖားကိုရှူလွေ၏။ငွေရတတ်သောသူသည်ကောင်းကင်နိုင်ငံတော်သို့ဝင်ခဲ့သည်ဟု တပည့်တော်တို့အားမိန့်တော်မူ၏။မိတ်ဆွေအပေါင်းတို့ဒါဟာကေတင်ရှင်သခင်ခရစ်တော်ဖော်ပြလိုက်တဲ့ ဟာသယက်ကပါဝင်သော အတိတ်သေးရအလင်ကလို့ကျွန်တော်ဆိုခြင်းပါတယ်အပေါက်ကလေးတွေကိုဒီလောက်ကြီးမားတဲ့ကလောက်ကြီးဘယ်လို့မှမဝင်နိုင်သလိုငွေထုတ်ကြီးကို ပိုက်ပြီးတော့ဂုံတွေကြော်ကြားမှုတွေအာနာမဲ့မောမှုတွေလောဘဇောတွေနဲ့ကောင်းကျင်နိုင်ငံတော်ကိုဘယ်လို့မှဝင်လို့မရနိုင်ဘူးဆိုရကိုပြောင်းချော်ချော်ပြောလိုက်ခြင်းသဘောဖြစ်တယ်ဇဝနညံတော်အသုံးပြုပြောလိုက်ခြင်းဖြစ်တယ်လို့တင်ပြလိုက်ပြရစီရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး၁၉ အငယ်25မှနီကုတ်ထိုသူတို့သည်ကြားရင် အလွန်မိန်မောတူဝေခြင်းရှိ၍တို့ဖြစ်ရင်အဘယ်သူသည်ကဲ့တင်တော်မူခြင်းသို့ရောက်နိုင်မည်နည်းဟုပြောဆိုကြ၏ယေရှုသည်လည်းသူတို့ကို ကြည့်ရှု၍ဤအမှုကို လူမတတ်နိုင်သို့တော်လည်းဖျားသခင်သည်ခသိန်းတော်အမှုတို့ကိုတတ်နိုင်တော်မူသည်ဟုမိန်တော်မူ၏ထိုအခါပေတရုကအကျွန်ုပ်တို့သည်ရှိသမျှကိုစွန့်ပြစ်၍ကိုတော်နောက်သို့လိုက်ကြပါပြီ အဘဲအကျိုးကိုရကြပါမည်မည်ဟုလျှောက်လေသောယေရှုကငါအမှန်အကန်ဆိုသည်ကအလုံးစုံသောအရာတို့ကိုအသစ်ပြုပြင်သောကာလ၌လူသားသည်ဘုန်းရှိသောပလင်တော်ပေါ်မှထိုင်တော်မူသောအခါငါနောက်သို့လိုက်ကြသောသင်တို့သည်တစ်ဆက်နှစ်ခုသော ပလင်တော်ပေါ်မှထိုင်လျက်ဣသရေလလူတစ်ဆက်နှမျိုးကိုစစ်ကြောစီးရင်ရကြလက်ကံ အကျဉ်သူသည်ငါ၏နာမကြောင့်အိမ်လဲညီအကိုမောင်နှမမိဘပါမရသည်ဟုသောတပါးပါးကိုစွန့်၏ထိုသူသည်အဆတရားသော အကျိုးကိုရ၏သာဝရအသက်ကိုအမွေခံရလကံနောက်ကြသောသူအများတို့သည်အရင်ကြကြလိမ့်မည်အရင်ကြသောသူအများတို့သည်နောက်ကြကြလိမ့်မည်ကဲတင်ရှင်သခင်ရဲ့မိမှားချက်ကိုအခုလိုကြားရောင်တဲ့အခါမှာတော့ခရစ်တော်ရဲ့အမှုတော်မြတ်ကိုကိုကြိုးစွန့်ဝန်ထမ်းသွားခဲ့ကြတယ်ရှေးသန့်ရှင်သူများတို့နဲ့တကွ အမှုတော်ဆောင်ကြီးတို့ရဲ့ကောင်းကင်နိုင်ငံတော်မှာခန်းစားရဆုကျေးဇူးဟာဘလောက်ကြီးကြီးမားပါသလဲဆိုတာကိုတွေးမိရင်ကျေးဇူးတော်ကို အထက်ထက်ချီးမွမ်းလျက်ရှိမိကြောင်းပါနောက်တစ်ချိန်အစီအစဉ်မှာရှင်မာသက်ခရစ်ဝင်ကျမ်းအခန်းကြီး20ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါရစေ